ဆလင်းဆာမှာတော့မိဘတွေမရှိတော့တဲ့နောက်ပိုင်းမှာတပောင်းအလုံးစားတရားကိုချိတယ်။ကောင်မလေးကြောင့်နဲ့ရှစ်ချိုက်မိခဲ့ဆိုတော့ပတ်စံမရှိတော့တဲ့အချိန်ဆိုရင် သူ့ရဲ့အထက်ရာရှိရှိတဲ့ရီသားဟောင်းချီကိုတွားခဲ့ပြီးရင်တော့အမြဲနှိမ့်ဆက်နေခဲ့ကြပါ။အ အာယာနိုကတော့အငမ်းမရစာနေရှူကိုတော့အစင်ပြပြမဆာရရည်လားလို့မင်းနေခဲ့ပြီးတော့ရှူတယ်သူကောင်းကောင်းမဆာရတာတောင်းရလောက်ရှိပြီမလို့အသေးတန်စာနေခဲ့ပြီးမှစကားပြောဖို့အတွက်ပြောနေခဲ့ပါတယ်အာယာနိုကတော့ရှူရဲ့အလုံးမှာအတီကအထက်ရာကြီးဖြစ်ပြီးတော့ရေးစားဟောင်းနေဖြစ်နေခဲ့တာကြောင့်ရှူကိုတော့အနာဂတ်အတွက်ကောင်းနိုင်မယ်အလုပ်လေးတစ်ခုလောက်လုပ်ပါလို့ပြောနေခဲ့ပါတယ်ရှူကတော့သူ့အတွက်ဘယ်လိုပဲဖြစ်နေပါစေအာယာနိုနဲ့အလုံးနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားတော့ဘူးလို့ပြောခဲ့ပြီးရင်တော့သူ့အတွက်တော့အထူးကြိုင်တင်နေသေးပါစေဆိုပြီးတော့ပြောခဲ့ပါသေးတယ် အတီးကျန်နေဆိုတဲ့ဇာတ်ကြမှာတဘာဝလုံကောင်းမလေးကြောင်နေကြိုက်နေမှန်တိနေတဲ့အာယာနိုအတွက်ကတော့အတော်လေးဒေါသထွက်နေခဲ့ပြီးရှူလေးပြန်တောင်းမှန်နေရပါသေးတယ်။ဗတ်ဆန်အရှင်မဲလုံးမှာတော့မပါရေးပတ်ဆန်ကိုအသေးအံထုတ်နေရမလို့အာယာနိုလည်းဟန်ဆောင်ပြကြမလို့ပါဘူးလို့ပြောခဲ့ပြီးရင်တော့သူပဲအားလုံးရှင်းပေးခဲ့ကနောက်တစ်ခေါက်ကြရင်တော့သူ့ဘက်ကဖုံးဆက်တွယ်ပါမယ်လို့ပြောခဲ့ပေမဲ့ရှူတယောက်ကတော့ဖုံးပြီးတောင်ချဲ့တာမရှိတဲ့အတွက်ကြောင့်မလို့အတုံးပြုလို့မရပဲနဲ့အာယာနိုလည်းငွေပေးချိန်မဲ့စာရွက်ကိုယူသွားပေးခဲ့ပါတယ်။ပြန်ရောက်တဲ့အခါမှာတော့ခိဆာရာလေးတော့မရှိပဲနဲ့အိမ်ထဲ ဖောက်ဝင်နိုင်နေရမလို့အထဲမှာစောင့်နေခဲ့ပြီးညစာပြင်ပေးခဲ့ပြီးတော့သူ့ကိုစောင့်နေခဲ့ပါတယ်။ရှူလဲအပြင်မှာဆာလာလေးလို့ပြောမိလိုက်တာကြောင့်ခေဆာရာတယောက်ကတော့စိတ်ဆိုးခဲ့ပြီးတော့သူတီကိုစောင့်မင်းပွဲကြောင်းမလို့မလားဖြစ်တာအတုံးမကြိုက်ကောင်မကြီးတွေပဲပြောနေခဲ့တာမလို့ရှူလဲစားဖို့အတွက်လှုပ်လိုက်ပါတယ်။ကိစားရာတော့ရှူးစီရနေခဲ့ပြီးတော့တခြားမိန်းမတယောက်အနံ့ရရလို့ပြောခဲ့ပြီးတော့လမ်းသွားခဲ့ကလမ်းမှာတရားရောင်းနေတိုက်မိခဲ့လို့ပါဆိုပြီးတော့လိန်နေခဲ့ပါသေးတယ်။ရှူးရဲ့အိမ်ကတော့ဘတ်စံတောင်မရှိလို့ လျက်စစ်ဘေးအတွက်တော့ဆောင်းပြမရှိတဲ့အတွက်ကြောင့်မိဖြတ်တာခံရပြီးတော့ခီဆာရာကတော့ရှူတွက်စိတ်မပြအမြဲတမ်းအားပေးရသူတယောက်ပါခီဆာရာရင်သူ့ရဲ့ကြောင်းစရိတ်ထဲကနေတလားစာလောက်ကောင်းကောင်းကြံနေသေးတယ်လို့မိသားဘေးအတွက်ဆောင်းပေးချခဲ့ပြီးတော့နောက်ရကျရင်တော့လျက်စစ်မီပြန်ရပြီလို့ပြောခဲ့ပါတယ်ရှူကတော့သူ့ရဲ့အိမ်လာကနေလာစာတွေအားလုံးကိုအင်တဲကနေချပေးမယ်လို့ပြောခဲ့ပြီးတော့အရှင်ကြလာပြီလို့ပြောပြီးဝင်သွားခဲ့ပါတယ်တပတ်မှာတော့အဆောင်အုံတစ်ခုတည်းမှာကောင်းစိုးရတဲ့ကောင်တောင်းတနေခဲ့ပြီးတော့ရဲတွေလည်းတန်တန်းနဲ့ဝိုင်းပြစ်နေခဲ့ကြပါတယ်။သွေးတန်သေးတဲ့လူတစ်ယောက်ကတော့အောက်ကနေစိုက်က ကေပေါ်လာခဲ့ပြီးအငွေ့တွေထွက်လာခဲ့ကဖွင့်ရင်ပြောင်းလဲသွားခဲ့ပြီးရနောက်မှာတော့ဟီလာဒီမွန်ဆိုတဲ့မကောင်းသွားတဲ့ကောင်ဖြစ်ပြောင်းလဲသွားခဲ့ကဝိုင်းပြင်းနေခဲ့ကြပေမဲ့အကာကေမော်ရီပါတုံထားခဲ့တာမလို့ကြည်လုံးဝမတူဖြစ်နေခဲ့ပါတယ်။အဖွဲ့မှုလည်းအကောင်လုံးကိုရန်နီရှိတဲ့မကောင်းသွားဖြစ်တဲ့အတွက်ကြောင့်အားလုံးကိုကာကွယ်ခိုင်းနေခဲ့ပြီးတော့ပြေးခိုင်းတာခဲ့ပါတယ်။ တပတ်မှာတော့လေဝအဖွဲ့ကြီးတခုဖြစ်တဲ့ရှူရိုးရဲ့အဖွဲ့ကတော့ဒီအောင်ဖြည့်ရှင်းမှုအတွက်မရှင်တခုဖြစ်သတ်မှတ်ထားခဲ့ပြီးရဲ့နောက်ဖြစ်ပျက်တဲ့အကြောင်းအရာအလုံးနဲ့ဒီလူသားရဲ့အကြောင်းပြောပြနေခဲ့ပြီးတော့ပျက်စီးမှုတွေကိုလည်းရှော့ရှာခိုင်းမှဂျီတင်မွန်တကောင်ဖျက်ဆီးဖို့အတွက်လုံလောက်မယ်လို့ပြောခဲ့ပါတယ်။ပွဲတွေကတိုက်ရဲ့အောက်ဆုံးထပ်မှရှိတဲ့အတွက်ကြောင့်မြို့တော်ရဲ့အလေတဲတဲလေးဖြစ်ခဲ့ပြီးတော့အောက်ပိုင်းသာပျက်စီးသွားမယ်ဆိုရင်တိုက်တစ်ခုလုံးပြိုကျနိုင်ကြအောင်ပြောခဲ့ပြီးတော့အဖျက်ဆီးကိုရှော့ရှာခိုင်းနေခဲ့ပါတယ်။ င်းမရှင်းအောင်ဂိုင်းတွေဖို့အတွက်ကတော့အကုန်လုံးလေလံဆွဲရမယ်သဘောရဲသဘောထားနဲ့တတ်မှတ်ထားတဲ့အချိန်တွေမှာလေလံဆွဲရမှာဖြစ်တဲ့အတွက်ကြောင့်အချိန်ကတ်တဲ့နဲ့ဆက်လုပ်လိုက်ကြပါတယ်။အဲမှာတော့အဆက်လက်တွေကိုတင်ပြတဲ့အခါမှာတော့ ရှူရဲ့အရေးအဖွဲ့ဒီကုမ္ပဏီကလီလန်အားကားခဲ့ပြီးတော့မရှင်ယုံကင်တွေရမှဖြစ်တဲ့အတွက်ကြောင့်တာမန်အလုပ်ကိုအစမတန်လီလန်ယူထားတဲ့အတွက်ကြောင့်အားလုံးလည်းဈေးဖြတ်စည်းနေရလို့ပြောပြီးစိတ်တူနေကြကြပါရယ်။အမှန်တော့ရှူရုကုမ္ပဏီအနေနဲ့ကသူ့ဘာသာလီလန်ဆွဲပေးမယ်။နောက်ကွယ်မှာတတိတယောက်ရှိနေခဲ့ကသူ့ရဲ့ရည်သားဟောင်းရဲ့အမေဖြစ်တဲ့အခင်နိုပဲဖြစ်ပါရယ်။ Travel A ရဲ့ဒူကောင်းဆောင်ဥက္ကဋ္ဌဖြစ်တဲ့ Akino ကတော့သူ့ရဲ့တမီလေးကိုလိုအပ်တဲ့အကူအညီပေးဖို့အတွက်ပြောခိုင်းထားခဲ့ပြီးတော့ Ayano လည်းရှူနဲ့ဘာမှမပတ်သက်တော့တာကြောင့်သူ့ကိုနောက်ပြောရင်ဖုန်းထဲမှာသူ့အကြောင်းထည့်ပြောကြမလို့ဘူးလို့တော့ပြောခဲ့ပါသေးတယ်။ အာယန်တို့ကတော့အဖွဲ့စည်းမစ်ရှင်အတွက်အစင်းလေးဖြစ်နေခဲ့ပြီးတော့ရှူလင်းရောက်တာနောက်ကျသွားတဲ့အချိန်မှာတော့အရင်တိုင်းပဲသူအဆက်ပြပြီးတိုက်ခိုက်ပေးမယ်အတိကကပြင်းမှတ်ကိုတိုက်ခိုက်ပေးရင်တော့ဝေစုခွဲမယ်လို့တော့ပြောခဲ့ပါသေးတယ်။အပေါ်မှာရှန်နေတော့ဟီဆက်လေးလှမ်းပြီးတော့ရိုက်ခွဲလိုက်ကအကောင်တီးတီးလေးပါထုတ်ထားရတဲ့အတွက်ကြောင့်အာယန်တို့လည်းအချိန်ဝင်ပြီးတော့အသေးကိုရှင်းပြနေခဲ့ကြပါသေးတယ်။ ခဏအတွင်းမှာပဲပြန်ပေါ်လာခဲ့ပြီးရင်နောက်ရှူလေအဆက်ပြလိုက်တာသူဝင်ဖို့အတွက်အာရန်တို့လည်းအလင်းနဲ့တကောက်ပစ်ထားခဲ့ပြီးရင်နောက်ရှူလေနောက်ကနေတနန်းနဲ့ထောက်ကန်တွေကမှော်မှန်ကြီးရဖြစ်နေခဲ့ပြီးတော့တီးတာခံလိုက်ရပါတယ်။ရှူတယောက်ကတော့ရှေ့ကိုအသိခံနေရတာဤဆက်လေလက်တန်နဲ့အရိုက်မဲ့အချိန်မှာတော့ခေဆာရာရလာခဲ့ပြီးတော့လက်ကိုရှေ့ပိုင်းထားခဲ့ပါတယ်။ရှူလေစိတ်မတူတော့ဘူးလားလို့မေးနေခဲ့တာခေဆာရာကတော့သူမရှိဘဲနဲ့ရှူဘာမှမလုပ်နိုင်ဆိုတာသူကောင်းကောင်းသိရလို့ပြောခဲ့ပြီးရင်နောက်ရေးသားအောင်ဖြစ်တဲ့အာရန်တို့ရဲ့အတွေ့ကိုကြည့်မရဖြစ်နေခဲ့ပါသေးတယ်။ဟာသက်ကတော့သူပြတ်သားရဲ့လက်ကခဏတွင်းပ ြန်ထွက်လာခဲ့ပြီးအချိန်မှာကစားရာပြေးခုတ်ခဲ့ပေမဲ့ချီရအကာဝယ်လုံးဝမတူပဲနဲ့ရိုက်လာပဲခံနိုင်ရပါတယ်။ကိစားရာတရားလင်းသူတို့တွေမတိုက်ခိုက်တာ၃လလောက်ကြာပြီမလို့တစ်ချက်တည်းနဲ့အားကုန်ရိုးသွားပြီးရနောက်မှာတော့ငါကလည်းအချိန်တို့ဆွဲခိုင်းထားခဲ့ပါတယ်။တဘာဝလုံးကောင်းမလေးဖြစ်တဲ့ခိစားရဲ့အစွမ်းတွေကရှူးဖို့နန်းလိုက်မှာသွားအဖြစ်ပြောင်းလဲသွားရဲ့အရာမလို့ရေသာအောင်ဖြစ်တဲ့အာယာနိုရဲ့ရှေ့မှာနန်းလိုက်ကြတာခိစားရာရင်းအင်အားအပြည့်နဲ့ပြန်လဲထွက်လာခဲ့ပါတယ်။ ဖြစ်လာတာဒီကခုတ်ချက်တွေကပုံမအားတက်လာပြီးဒါမေ့တွေလည်းကျန်လာခဲ့ကရိုက်ချက်ကြောင့်ပဲထနေတဲ့ airway တွေကလည်းရှယ်ဦးမိုင်းနေခဲ့ပြီးတော့ပြန်ထွက်လာတဲ့အချိန်မှာတော့ကောင်းတွေကိုလည်းတကောင်မီကောင်ရှင်းပြနေခဲ့ပါသေးတယ်။ သူ့ရဲ့ style တွေကရှေ့ရိုက်ရင်နဲ့ Ayano C ကိုလှမ်းဆင့်သွားရတဲ့အတွက်ကြောင့်မလို့သူ့ကိုရှိန်ပြီးပြစ်နေရလားဆို Ayano လေးစိတ်ဆိုးသွားခဲ့ပြီးရင်တော့ Kisara လေးမိမအိုကြီးရှိနေတာတူတက် Ayano နောက်တွေလို့တော့ပြောနေခဲ့ပါသေးတယ်။ရှူပြန်လို့လာရဲ့အချိန်မှာတော့ဘာမှမမိရောပဲ Kisara ရဲ့အစွမ်းတွေကိုဆုပ်ယူပြီးရဲ့ပုံစံကရှူမရှိရဲ့မှတ်ညံတွေကိုဆုပ်ယူလိုက်မယ်ဆိုရင် Kisara ရဲ့အစွမ်းတွေရတဲ့ပုံစံပဲဖြစ်ပါတယ်။အဲဒါကြောင့်မလို့ရှူနိုးလာရဲ့အချိန်မှာဘာမှမမမိရောပဲ Kisara တယောက်ကတော့တိနေရတဲ့အတွက်ကြောင့်မလို့တိုက်ပွဲတဝက်ဆိုတာလက်မရေးပေးထားခဲ့ပြီးရင်တော့ခြေတောင်းကိုပါထည့်ပေးထားခဲ့ပါတယ်။ ်ကိစ္စရတယ်ရှူရင်ပြန်တဲ့အချိန်မှာမိမတယောက်အနံ့ပါလာတာသူ့လိမ်နေရာဆိုတာသိတယ်ဆိုပြီးတော့တယောက်နဲ့တယောက်တိုက်ခိုက်နေခဲ့ကြပြီးတိုက်လူနေပါဖြစ်နေခဲ့တဲ့အချိန်မသိရင်မကောင်းစွာရီမရှင်းမဲရှင်းရှင်းတိုက်ခိုက်နေတူတော်ဖြစ်နေခဲ့ပါသေးတယ်ရှူလည်းနေရာတယောက်တိုက်ခိုက်နေတာတွေ့တော့ဝင်တားခဲ့ပြီးရင်တော့ရှူကိုပါကိစ္စရတယ်လိုက်ပြီးတော့ကြိတ်နေခဲ့တာမကျင်တဲ့အကြောင်းကိုပြောပြနေခဲ့ပါတယ်ကျူကတော့အင်းရဲ့တော့ဘူတောင်းနေခဲ့ပြီးတော့ကီစာရာတော့မဝင်မဲနဲ့ဝင်ထွက်နိုင်တာမလို့ဘာကြောင့်လဲလို့မင်းနေခဲ့ပြီးရဲ့နောက်အသေးတန်လိုက်တောင်းနေကမှပေးခဲ့လိုက်ပါတယ် ီလာရတဲ့အဲ့ဒီခါကျမှဆယ်ဆက်ခန်းစာရေးခဲ့ပြီးတော့ရှူလင်းကြည်တန်းကိုထည့်ထားခဲ့ကရှင်းပြဖို့လုံနေတဲ့အချိန်တွေမှာကြည်လာရတဲ့အိုင်အောင်လွှဲတိုင်းထားခဲ့ပြီးရင်နောက်မှာတော့ရှူလင်းသူ့ရဲ့ဇီရိုကုန်းနဲ့ချက်တဲ့ပြစ်ပြီးလိုက်ပါတယ်။နောက်ဆုံးမှာတော့ဒီမွန်ကိုင်းစနိုက်ပါတစ်ချက်တည်းနဲ့ချောသွားခဲ့ပြီးရင်နောက်မှာဒီကတိမော်လေးပောက်ခဲသွားရတဲ့အတွက်ကြာမလို့ချောသွားခဲ့ကရှူလင်းမစ်ရှင်အောင်မြင်သွားပြီလို့ပြောနေခဲ့ကြပါတယ်။ အဲမှာတော့ရှူအိပ်ပြောင်းနေတဲ့အချိန်မှာခိဆာရာရောက်လာခဲ့ပြီးထုံးစံအတိုင်းပဲသူ့အကောင့်ထဲမှာ follower ဆိုလို့ INN တယောက်လေးရှိတာမလို့ရှူနဲ့တွေ့ရတဲ့ပုံတွေပါတင်ထားခဲ့ပါသေးတယ်။နောက်ရမှာသူတို့တွေတိုက်ခိုက်တဲ့ကအဆောက်အအုံပြူကျသွားခဲ့ပြီးရနောက်မှာအစိုးရဘက်ကတော့ဘာကြောင့်မှမသိပဲရှက်လက်ရှာဖွေနေရဆိုပြီးတော့တင်ကိုဖုံးပြထားခဲ့ပါတယ်။ခိဆာရာလည်းရှူကိုအိမ်တော့ပေးချခဲ့တာမလို့အတူတူလာနေရလို့ပြောခဲ့ပြီးတော့သူတို့ရဲ့ company ရဲ့ banner ကိုစစ်ဆေးကြည့်လိုက်တဲ့အချိန်မှာသူတို့တွေမနေရလိုအပ်တာဝေတာတဲ့တင်အကုန်လုံးနေပါဖြစ်နေပြီမလို့အချိန်ပိုင်းလှုပ်ရှားရတော့မယ်ဆိုပြီးတော့ခိဆာရာလည်းပြောနေခဲ့ပါတယ်။ ရှူလင်သူ့ရဲ့မစ်ရှင်အတွက်ငွေရတော့မှလို့ပြောနေခဲ့ပေမဲ့အစိုးရယုံနေတာမစ်ရှင်ကိုနောက်လာကုန်မှဆင်ရန်လွယ်ပြီးရဖြစ်ကြောင်းပြောမှဒီလားအတွက်စားစရာမရှိကြောင်းပြောခဲ့ပါတယ်။ရှူကတော့စိတ်မပူတော့အတွက်ပြောခဲ့ပြီးတော့သူအချိန်ပိုင်းလောက်လုပ်ပြီးမယ်လို့ပြောခဲ့ကဒီလားတော့ပဲညောင်လေးတွေပဲစားကြတာပါလို့ပြောခဲ့ပြီးရင်တော့ခီစာရာလေးကျောင်းအတငယ်ချင်းတွေကတော့ကျောင်းတိုင်းရင်အချိန်မလုံးနေတဲ့ခီစာရာတယောက်ကိုတီသွားခဲ့ပြီးရင်တော့ရီလာရှူစားပြီးတော့မကောင်းတဲ့ကောင်းလို့တော့ထင်ကြပေမဲ့ခီစာရာအတွက်ကတော့ရှူကအဲ့လိုမဟုတ်ကြောင်းပြောခဲ့ပါတယ်။ ခေစားရတယ်သူရဲ့ကိုပိုင်းကုမ္ပဏီအတွက်စူးစမ်းနေရဖြစ်ကြအောင်ပြောခဲ့ကသူရဲ့ကောင်လေးကသူကိုယ်တိုင်လည်းကူညီပေးနေရမလို့တရားကြရင်တော့အမြင်ပါဆိုပြီးတော့ပြောခဲ့ပါသေးတယ်။ ဟာရှီဆိုရဲ့ဝင်ကြီးချုပ်ရဲ့တာရောက်လာခဲ့ပြီးရဲ့နောက်ကျောင်းမလေးဥက္ကရာတယောက်ဖြစ်တဲ့အတွက်ရုပ်ရှင်ပင်မဲ့ဖွန်ချောင်လုံးနဲ့အတွက်ကြောင့်မလို့အားလုံးကကြောက်နေခဲ့ကြပြီးခိဆာရာအခက်အခဲတွေ့မယ်ဆိုရင်တော့ကူညီပေးမယ်လို့ပြောတော့ခိဆာရာတို့လည်းအလစ်ထွက်လာခဲ့ရပါသေးတယ်။ခိဆာရာနဲ့ဝင်ကြီးချုပ်ရဲ့တာဖြစ်တဲ့ဟာရှီတယောက်ကရုပ်ရှင်ပင်မဲ့ဘာကြောင့်မင်းကလေးကြီးအကြိုက်မတွေ့ရလဲလို့မင်းနေခဲ့ပြီးတော့တငယ်ချင်းတွေကတော့သူနဲ့10မိနစ်လောက်စကားပြောကြည့်လိုက်ရင်ကောင်းကောင်းသိသွားလိမ့်မယ်လို့ပြောခဲ့ပါတယ်။ ိုင်းမှာတော့ထုံးစံအတိုင်းပဲပတ်စံမရှိပဲဒီလာဟောင်း IONC သွားခဲ့ပြီးတော့ Travel E Company ကနေအလုပ်တစ်ခုတောင်းနေခဲ့တာမလို့သွားတောင်းနေတဲ့အချိန် IONC လည်းရည်သားကြီးရှိရတဲ့ပတ်စံမရှိမှလာရအောင် IONC နောက်နေရမလို့အတော်လေးစိတ်ညစ်နေခဲ့ရပါတယ် ရှုတရားကတော့သူတက်လာလုံးမှာတပြားမှမရှိပဲ၈၀လုံးမဖြစ်နိုင်ကြောင်းပြောခဲ့ပြီးရင်တော့အာရန်တို့လည်းသူ့အမေကိုပြောပြမယ်ဆိုပြီးတော့ဖုန်းကိုဖြန့်ကြည့်လိုက်တဲ့အချိန်မှာခီဆာရာတင်ထားတဲ့ပုံကြီးကိုတွေ့သွားခဲ့ပြီးတော့တော်လီကြောသားထွက်သွားခဲ့ပါတယ်။ဒီလိုနဲ့ဘာရန်မှာနှစ်ပတ်လည်ပါတီပွဲမှာတော့ကစမာဆိုရဲကောင်ကလူသားတော်မိစ္ဆာတော်ဖြစ်နေခဲ့ပြီးတော့မြို့တော်ဝင်ကိုလှုပ်ကြံဖို့အတွက်မရှင်တစ်ခုရထားရတဲ့အတွက်ကြောင့်မလို့အားလုံးကိုပြောပြထားခဲ့ပါတယ်။ ဒီလိုနဲ့အဖွဲ့သီးမှုလည်းအစိုးရအဖွဲ့သီးနဲ့စကားပြောပြီးတဲ့အချိန်မှာတော့အရင်တစ်ခေါက်ကလိုပဲအဆောင်ပြူကြတာမျိုးမဖြစ်စေနဲ့လို့ပြောလိုက်ပြီးတော့သူတို့တွေအတွက်တော့ဒီလိုခက်ခဲဖြစ်ရတာဖုံးဖို့အတွက်လွယ်ကူကြောင်းပြောခဲ့ပြီး Travel E ကိုပဲဒီ mission action ကြောင်းပြောခဲ့ပြီးတော့အရင်လူတွေဖြစ်တဲ့ Shu နဲ့ Iron တို့အဖွဲ့ကိုပဲတုံးပြီးဖို့အတွက်ပြောခဲ့ပါတယ်။ ရှုလေမစ်ချင်ကိုစတင်လိုက်ခဲ့ပြီးရဲ့နောက်မှာချီနီကိုစောင့်ကြည့်နေခဲ့ပြီးတော့တန်တရားဖြစ်သူမရှိသေးကြောင်းဒိုဂရာဖြစ်တဲ့ Travel Akino တင်ပြနေခဲ့ပြီးတော့သူတို့ရဲ့မစ်ချင်အတွက်တန်ဖိုးမီတဲ့အတွက်ကြောင့်မလို့ဆယံအနေနဲ့ဒေါ်လာ3000လွှဲပေးထားကြောင်းပြောခဲ့ပါတယ်ဒီလိုနဲ့ရှုရဲ့အသည့်ဖြစ်တဲ့ရေမူးမိုင်ရလာခဲ့ပြီးရဲ့နောက်မှာတော့မိတ်ဆက်နေခဲ့က အာယန်တို့လည်းဒီဝစ်စာကြီးနဲ့မနေတက်ဘူးဆိုပြီးသူ့ရဲ့မိကိုလှမ်းပြောပြနေခဲ့ပြီးတော့ခီစာရဲ့ဝစ်ဆောင်ကတော့သူတို့ရဲ့ဘတ်ဂျက်ကထုတ်ထားရလားဆိုပြီးတော့အမေကိုမေးနေခဲ့ပါသေးတယ်။ခီစာရာတရားစာကန်တောက်ဖွဲ့ကြီးတွေ့လာကြောင်းသူ့ချီမှာပါတဲ့ဘူးလီနဲ့တဲကိုထဲ့ဖို့လုပ်နေရလို့ဝင်ကြီးကျော်ရဲ့သားမရှိရောက်လာခဲ့ပြီးရင်တော့နှာဘူးထနေခဲ့ပါသေးတယ်။မိုင်လင်းတခုခုဖြစ်တဲ့အရာတွေကမိစာဖွဲ့စည်းဖြစ်သွားတဲ့ခူရှူမန်ရဲ့အကြောင်းအရာနဲ့ပတ်သက်ခဲ့ပြီးတော့တာမန်ကျောင်းသားတယောက်ဖြစ်ပေမဲ့လောက်ကျန်မှုတွေမှာကာကွယ်ပေးရမယ်ဆိုပြီးတော့ဘာရန်မျိုးတခုလုံးကိုလုံခြုံရေးရှာထားခဲ့ပေမဲ့ခုချိန်ဒီပါပါစင်မမရပဲနဲ့စောင့်ကြည့်နေရကြအောင်ပြောခဲ့ပါတယ်။ ရှူလို့စကားပြောနေတဲ့အချိန်တွေမှာခေရှူမာကအရာဝတ္ထုတွေကိုဖောက်သွင်းသားနေတဲ့လူသားဖြစ်တာမှလို့ရှူကလည်းနောက်ကနေလှည့်ကြည့်လိုက်တဲ့အချိန်မှာလုံအောင်ပြောက်သွားခဲ့ပါတယ်။မိုင်လင်းအားနေသူတို့အိမ်ပဲလားလေးပါအောင်လို့ပြောခဲ့ပြီးထွက်သွားတဲ့အချိန်မှာရှူလင်းဆက်လက်လေးတလေးတော့တောင်းတောင်းနေခဲ့ပြီးရဲ့နောက်တပူတုံးပစ်ပေးခဲ့ပါတယ်။ ကြည့်လို့နဲ့ဝင်ကြီးချုပ်စကားပြောင်းနေတဲ့အချိန်တွင်ပါပဲနောက်ကနေလှန်တက်မဲ့အလုံမှာတော့ခီစာရာလေးလှန်ရှုပ်ထားခဲ့ပြီးတော့ပြန်ခေါ်သွားခဲ့ပါတယ်ခီစာရာလေးတစ်ဖက်နမြောင်ဆွဲပြီးတော့ကင်ပေါက်ပြီးလိုက်တဲ့အတွက်ကြောင့်အာယန်နိုတို့လည်းတနက်နေ့လိုက်ပြစ်ခဲ့ပြီးတဲ့နောက်ပွဲတော်ကိုပိတ်ချခိုင်းလိုက်တာဘသူ့ကမှအပြင်မထွက်စေနဲ့လို့ပြောခဲ့ပါတယ်ခါသူပြေးသွားတဲ့အချိန်မှာတော့နောက်ကနေလိုက်နေခဲ့က အဲရနိုလေဝီတိုင်ဝစ်ဆောအတော်လေးရှုံနေရကြောင်းတနင်္လာနေ့ဖြတ်ပြီးတော့ပြေးလာခဲ့ပါတယ်။ခက်စုကတော့ရှေ့ကနေဗနေဘောက်ကနေရှယ်တီးပေးလိုက်ခဲ့ပြီးရင်တော့ရှောင်းနာကေကတနင်္လာနေ့ကြည်တွေကိုတော့သူ့ရဲ့အမီနဲ့ကာကွယ်ထားခဲ့ပြီးတော့အောက်ကိုဝင်သွားခဲ့ပါသေးတယ်။ဒုတိယထပ်မှာအဲရနိုစောင့်နေခဲ့တာမျိုးကောင်းတည်တည်ပြစ်သွားခဲ့ပြီးရင်တော့လဲကျသွားခဲ့ကတစ်ဖက်ကိုဝင်ပြီးတော့အထက်ကနေစီဗီတိုက်ခိုက်မဲ့အချိန်မှာခိဆာရရလာခဲ့ပြီးမျက်ခုပ်ကိုရှယ်သိမ်းပေးထားခဲ့ပါတယ်။ခါချုကတော့တနင်္လာနေ့ချိန်တိုင်းအချိန်မှာတော့အဲရနိုလေမင်းတို့ကမျိုးတော်ဝင်စန့်ကျင်နေသူပဲမဟုတ်လားလို့ပြောခဲ့ပြီးတော့ကျွန်တော်တော်လေးဖြစ်သွားခဲ့ပြီးရင်တော့ခိဆာရကတော့ဆက်လိုက်နေခဲ့ပါသေး ည်ရင်ဂျပန်ကအဆောက်အအုံဝင်သွားတဲ့အချိန်မှာတော့အထက်ကနေခဲ့ပြီးတော့ဂျိမ်းစ်ဘွန်းတက်တော့ပို့ပြီးတော့ဂျိမ်းစ်ဘွန်းနဲ့ကောင်းလေးတစ်ကောင်ရလာခဲ့ပြီးရင်တော့တနက်ကိုရှယ်စီပြီးပစ်ထားခဲ့ကဝန်ထမ်းကိုတော့လွတ်ရောက်ပြေးခိုင်းတာခဲ့ပါတယ်။ကီလာရာလည်းရှူရိုးနှစ်ယောက်လေးနှစ်ယောက်လုံးစောင့်ကြည့်နေခဲ့ကြပြီးတဲ့အချိန်မှာတနက်နဲ့ချိန်ထားလိုက်ကဩဂတ်စီယာနေခဲ့ပြီးတော့အခုလာနေတဲ့ကောင်တက်လို့မဖြစ်ပဲအရှင်ဖမ်းဖို့အတွက်စီစဉ်ပြောင်းခိုင်းလိုက်ပါတယ်။ကီလာရာလည်းဘာကြောင့်ဂျိမ်းလို့မင်းနေခဲ့က ရှုနေအမချီရဲ့မိစ္ဆာအကောင်ကမိစ္ဆာဖြစ်သွားတော့မှလူသားအသိစိတ်ရှိနေသေးတာကြောင့်ရဲရင်နဲ့ပူပေါင်းပြီးစစ်စစ်မေးမြန်းအောင်မယ်လို့ပြောခဲ့ပါတယ်။ရှုလေးဖမ်းဖို့အတွက်ဆိုရင်တော့သူတို့မှလမ်းလမ်းမရှိဘဲနဲ့ကပ်ဖို့အတွက်လမ်းလည်းပဲရှိတဲ့အတွက်ကြောင့်မလို့ရှာကြည့်လိုက်တဲ့အချိန်မှာတော့ဘယ်ရင်ပူကအပါဝင်ဒေါ်လာ3000လောက်ပါမယ်ပစ္စည်းတစ်ခုမှာဖို့အတွက်တုံးလိုက်ပါတယ်။တုံးဖို့အတွက်လုံနေတဲ့အချိန်တွေမှာခိစားရလေးအလွတ်လွတ်တာဘာမှမထူးဆန်းတော့ပဲသူတို့ရရဲ့ငွေအကုန်တုံးရမှာမလို့အစင်မပြေကြအောင်ပြောခဲ့ပြီးတော့ရှုအတွက်တော့နောက်ထပ်မစ်ရှင်တွေပါခေါ်နိုင်မယ်ကြောင်းပြောခဲ့ပါတယ်။နောက်ဆုံးမှာတော့မစ်ရှင်ပြင်းများဖို့အတွက်အသုံးပြု လိုက်ခဲ့ပြီးရင်နောက်သူ့အတွက်တော့ခီစာရာနဲ့အတူပင်ရောက်လေးတလာလုံးဆားရလေးကြည်နက်ပါလေလို့ပြောခဲ့ပြီးရင်နောက်ဆင်သွားခဲ့ပါရဲ့မမချင်းမှာပဲအောက်ကိုရောက်သွားတဲ့ခူရှူတကောင်ကတော့ဘာရင်ပစ္စည်းပို့တဲ့ကားနဲ့ပဲတက်ကင်မိလိုက်ပြီးရှော့သွားခဲ့ကယူစီကိုပစ္စည်းရောက်ကမှယူလင်းပစ္စည်းတောင်းစရာမလိုတော့ကြောင်းပြောခဲ့ပါရဲ့ ဒီလိုနဲ့ဆရာကြီးလည်းလက်လေးပဲလှုပ်နိုင်တော့ကစေယုံကနေလာခေါ်သွားခဲ့ပြီးရင်တော့ကိစားရာတို့လည်းခါရှုပြောရဲအစိုးရအဖွဲ့လေးကရှူရဲမိသားစုတည်ဆုံသွားတဲ့ပတ်သက်လို့ဖုံးခွဲထားတာဖြစ်ကြောင်းပြောခဲ့ကစိတ်မထင်ဘူးလားလို့မေးခဲ့ပေမဲ့ရှူလည်းလောလောဆယ်ကတော့အစိုးရချရာပဲအလုပ်ရနေရမလို့ဒါပေမဲ့စဉ်းစားကြည့်ဦးလို့ပြောခဲ့ပါတယ်ကိစားရလည်းနောက်လာအတွက်မတက်ပြာစားပြီးပါလို့ကြမလဲလို့မေးနေခဲ့ကရှူလဲတူလက်ထဲမှာအကျွေးသိ90ကျန်နေပြောတော့ပင်းညနှစ်ထပ်ဝယ်လို့ရကြအောင်ပြောခဲ့ပါဗျ